ိုဝတ်နေတဲ့ဘောင်းမီလေးကခါးဆိုင်လေးကြီးနေလို့ရှိရင်ကြီးလို့လည်းမကောင်းဘူးဝတ်ရတာလည်းအဆင်မပြေဘူးလေနော်အလှအွယ်ချိတ်လေးနဲ့ကြကြတုံးရင်လည်းအထေကပြတ်တက်တယ်ဒါကြောင့်မတုံးဘူးဘောင်းမီလေးကကိုယ့်ရဲ့ခါးနဲ့ဘလောက်ချောင်လဲဆိုတာလက်ညှိုးလေးနဲ့မှတ်ထားလိုက်တယ်ပြင်လို့လွယ်တဲ့နေရာလေးကတော့ဘောင်းမီရဲ့ဘေးဖက်ချုပ်ရိုးတက်တက်မှရှိတဲ့အတွင်းကခါးထိတ်ဒီနေရာလေးပေါ့နော်ချုပ်ရိုးအထူကြီးရှိတဲ့နေရာရဲ့သူ့ရဲ့အပေါ်နားမှာပေါ့နော်တတိကံပုံစံလေးနဲ့ကိုခါးဆိုင်လေးအတိုင်းချုပ်သွားလိုက်မယ်နော်လွယ်လွယ်လေးပါ လက်ချုပ်လေးကိုလည်းပပကပပချုပ်တတ်တယ်လို့ချုပ်လိုက်ပါတယ်ချုပ်လိုက်လို့ရှိရင်လည်းခဏလေးနဲ့ပြီးသွားပါတယ်နော်ကြည့်လိုက်ပါအောင်ဒီလိုလေးလာနေတယ်ဝတ်ထားလို့ရှိရင်ဒီနေရာလေးမှာလည်းခါးကိုမနာစေဘူးနော်တကယ်လာတယ်ကြံနေသေးတယ်နောက်ထပ်တစ်ဖက်ကိုလည်းစိုက်တူညီအောင်လို့ထိတ်ကန်နေတိုင်းပြီးတော့မှသတိကံပုံစံအတိုင်းအောက်ကိုဆင်းပြီးချုပ်သွားမယ်နှစ်ဖက်စလုံးပြီးသွားပါပြီနော်ချုပ်ခါလည်းမကုံတော့ဘူးထွက်ငွေလေးတက်တာတော့ပါပြီ အခုဆိုရင်ခါဆိုင်လေးကလုံးဝကွက်တိလေးမလို့ဝှရတာတကယ်ကိုအဆင်ပြေတယ်ချုပ်ရိုးလေးလည်းကြည်ကောင်းနေတယ်မတိသေးတဲ့ညီမငယ်နဲ့မိငယ်လေးတွေအတွက်ဝေမျှပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်